မကွေးတိုင်းငဖဲမြို့နယ်အပိုင်းနိုင်ငံဘူကာစကန်နဲ့အနီးနားကကာကင်စကန်တွေကိုအာရကတက်တော်အင်ကအလံဖြူထောင်ဖို့ကန့်လန့်ခဲ့တယ်အလံဖြူမထောင်ခဲ့တဲ့အတွက်ကြောင့်အာရကတက်တော်အင်ကအခုဆိုရင်နိုင်ငံဘူကာစကန်နဲ့အနီးနားမှာရှိတဲ့ကာကင်စကန်တွေကိုဝင်ရောက်စီနေတိုက်ခိုက်နေပြီပဲဖြစ်တယ်ဗောဗျာ ဲ့တော့သူတို့ကိုလက်လက်ကျညက်ခံဖို့လမ်းပြထောက်ဖို့အာရကတတော်ကြီးကကန့်လှန့်ခဲ့ပါတယ်ဒါပေမဲ့နိုင်ငံမျိုးအားကုန်းတဲ့ညီနာမှာရှိတဲ့ကာကိစကကစစ်ကောင်စီတွေကလက်လက်ချချင်းအညက်ခံခြင်းမရှိခဲ့တဲ့အတွက်ကြောင့်ဒီကနေ့အာရကတတော်ကြီးကအပြင်းထန်ကိုဝင်ရောက်တိုက်ခိုက်နေပြီပေါ့ဗျာနောက်တစ်ခုက အရကတတော်အေကအခုဆိုရင်စစ်တွေကိုထိုးစစ်ဆင်းနေပြီဖြစ်တဲ့အတွက်ကြောင့်စစ်တွေပါရှိတဲ့ဒေသခံတွေအဖို့တန်ပစ္စည်းတွေကိုတဲပြီးတော့ရန်ကုန်ကိုပျောက်ရွှေ့နေကြတယ်တဲ့ဗျာနော်ရန်ကုန်ကိုပျောက်ရွှေ့နေကြတယ်အဲ့တော့ဒီသတင်းကြတော့တကယ်ကိုဝမ်းသာပီတိဖြစ်မိတယ်ပေါ့နော်အခုပုံစံကဒါတေချာပေါ့စစ်တွေကို တကယ်သိမ်းတော့မှာတကယ်တိုက်တော့မှာပေါ့နော်တကယ်တိုက်တော့မယ်တကယ်သိမ်းတော့မယ်ဟိုစစ်တွေမျိုးမှာရှိတဲ့ဒေသခံပြည်သူတွေကသူတို့ရဲ့အဖို့တပစ္စည်းတွေတည်ဆောင်ပြီးတော့ရန်ကုန်မြို့ကိုပြောင်းရွှေ့နေကြပြီပေါ့နော်ပြောင်းရွှေ့နေကြပြီနောက်တစ်ခုကရခိုင်ပြည်နယ်စစ်တွေနဲ့ကြောက်ဖြူကိုအခုဆိုရင်အာရခတတော်ကြီးကနှိမ့်စင်နှိမ့်တိုင်းကိုထိုးစစ်ချင်တိုက်ခိုက်နေပါပြီ ဲ့တော့ဘဘတို့မိဘပြည်သူတွေမကြခဲ့စစ်တွေကြောက်ဖြူမှာအာရကတတော်အေးရဲ့အောင်မြင်တဲ့အတန်တွေကိုကြားလာရတော့မှာပဲဖြစ်တယ်ကြားလာရတော့မှာပဲဖြစ်တယ်ဘဘတို့ဖြစ်စေချင်တာကလည်းပဲအေးအနေနဲ့စစ်တွေနဲ့ကြောက်ဖြူကိုမချမ်းထားပဲနဲ့တိုက်စေချင်တာအခုဆိုရင်အာရကတတော်အေးကစစ်တွေနဲ့ကြောက်ဖြူကိုပြည်သူတွေဖြစ်စေချင်တဲ့အတိုင် ဝင်ရောက်တိုက်ခိုက်ပေးနေပြီပေါ့နော်ဝင်ရောက်တိုက်ခိုက်နေပြီပေါ့နောက်တစ်ခုကရက်ခိုင်မှာစစ်တပ်ကသိမ့်ပိုက်ထားတဲ့ပြည်သူပိုင်လေယာမီတွေကိုဒီကနေ့အာရကတတော်အေကမူလပိုင်ရှင်တွေရဲ့လက်ထဲကိုပြန်ပေးနေပါပြီတော်တော်ကောင်းတဲ့သတင်းนี่ပဲเนาะစစ်တပ်ကရခိုင်ပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့အချိန်မှာပြည်သူတွေရဲ့လေယာမီတွေကို အတဲအရဘသိမ့်ပိုက်ခဲ့တယ်။အခုအဲ့ဒီလေယာမြေတွေကိုအရကတတ်တော်ဤကပိုင်ရှင်တွေရဲ့လက်ထဲကို ပြန်ပြီးပေးအပ်နေပြီပေါ့နော်။ဘလောက်စိတ်ချမ်းသာစရာကောင်းလဲ။ဟမ်ဘလောက်စိတ်ချမ်းသာစရာကောင်းနောက်တစ်ခုကအရကတတ်တော်ဤလက်နက်ကြီးကြီးနဲ့စစ်တွေအခြေဆိုင်ခါလာရ20တရင်ကို ပြစ်ခတ်တာ။ ခလာရ20တရင်တဲ့ကိုကြရောက်ပောက်ကွဲပြီးတော့တက်ကြကြီးတယောက်အပါဝေစစ်ကောင်စီတပ်သား6ယောက်သေဆုံးတယ်ဒဏ်ရာရသူတွေလည်းတတော်များတယ်တဲ့ဗျဒါစစ်တွေအခြေဆိုင်ခလာရ20ကိုပေါ့နော်အရကတတော်ကြီးကလက်နက်ကြီးနဲ့ပစ်တာလက်နက်ကြီးပောက်ကွဲပြီးတော့တက်ကြကြီးတယောက်အပါဝေ6ယောက်သေဆုံးတယ်တတော်များများဒဏ်ရာရတယ်နောက်တစ်ခုက ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီဘက်ကဘောမှ AFP နဲ့စစ်တင်နေစင်မူစလင်ယာနဲ့ကြီးကိုအင်အားဖြစ်တင်ထားပါတယ်ဟောစစ်တွေနဲ့ကြောက်ဖြူဟာမတူတာတစ်ခုကအာဇာ AI အဆိုဆိုတဲ့အကြမ်းဖက်အဖွဲ့တွေလည်းစစ်ကောင်စီဘက်မှာရှိတယ်ပြီးတော့ရခိုင်ဘောမှ AFP လည်းပဲရှိတယ်ပေါ့နော်ဒါကြောင့်အာရခတ်တော်အေးဟာ စစ်တပ်တစ်ခုတည်းနဲ့တိုက်ရတာမဟုတ်ဘူးစစ်ကောင်စီတက်တော့ရခိုင်ဘောမှအသားတွေကလောက်ထွက်တဲ့ AAP ဟောအာစာ AIA ဆိုဆိုတဲ့ကဘာကျော်အကြက်ဖက်စစ်သွေးကြွတွေဟာစစ်တပ်ဘက်ကဒါဝိုင်းကူတိုက်ပေးနေတယ်ပေါ့တော့နောက်တစ်ခုကအရကတော်တော်အေးထိန်းချုပ်ထားတဲ့မြောက်ဦးမှာအစ္စလမ်ကျမ်းမြတ်ကုတ်အန် အာဂုံဆောင်ဘွဲ့လက်မဲ့အနံဘွဲ့ကျင်းပါတယ်ကဲဘလောက်ချက်စရာကောင်းလဲရခိုင်ပြည်မှာရှိတဲ့ဒါအစ္စလမ်ဘာသာဝင်တွေအခုဆိုရင်ဘာသာရေးပွဲတော်တွေသူတို့လောက်ခွေရနေကြပြီစစ်တပ်လက်ထက်တော်ကဆိုလို့ရှိရင်ရခိုင်ပြည်တွေမှာရှိတဲ့နော်အစ္စလမ်ဘာသာဝင်တွေဟိုမသွားရဒီမသွားရဟိုဟာမလုပ်ရဒီဟာမလုပ်ရနော် လူမျိုးတုံးတပ်ဖြတ်ခံရတဲ့လူအခွေးတွေချိုးပေါက်ခံရတဲ့စစ်ရာဇဝဲမှုတွေကျူးလွန်ချက်ကိုခံရတယ်။အခုအာရခတက်တော် A အုပ်ချုပ်နေတဲ့အချိန်မှာနော်ရခိုင်ပြည်နယ်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေဟာဘာသာရေးပွဲတော်တွေကိုလည်းလွတ်လွတ်လပ်လပ်လုပ်လုပ်ခွင့်ရလာတယ်။ဟောအုပ်ချုပ်ရေးတွေကိုလည်းလုပ်ခွင့်ရလာတယ်။ကြိုက်တဲ့နေရာကိုသွားတကားမရှိဓာတ်မရှိရခိုင်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတယောက်လိုလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပေါ့ပါနဲ့တွာလာနိုင်တဲ့လူအခွေးတွေကိုအပြေးဝရလာကြတယ်ပေါ့နော်။ဒါကြောင့်အစ္စလမ်ပြည်သူတော်တော်များများဟာအရကတတော်အီနဲ့ပူပေါင်းကြတယ်အရကတတော်အီကိုချစ်မြတ်နိုးကြတယ်။အခုဆိုရင်ရခိုင်ပြည်နယ်မှာအစ္စလမ်ဘာသာဝင်တွေလည်းပဲဘာသာရေးပွဲတော်တွေကိုဆင်နွှဲနိုင်လာကြပြီပေါ့နော်။ဒါအင်မတန်မှကောင်းတဲ့ဗါတယ်ဒန်းတူအခွေးလို့ခေါ်တာပေါ့။ဒန်းတူအခွေး နောက်တစ်ခုကရခိုင်ပြည်နယ်မှာတလအတွင်းမိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းပေါက်ကွဲလို့ပြည်သူ၈ရောက်တောင်သေဆုံးတယ်၁၉ရောက်တောင်ဒဏ်ရာရတယ်မနှဲပါလားဗျာเนาะ30နီးပါပဲစစ်ကောင်စီကထောင်ထားတဲ့မိုင်းနေစစ်ကြံပစ္စည်းတွေပေါက်ကွဲပြီးတော့ပြည်သူ၈ရောက်သေဆုံးတယ်19ရောက်တော့ဒဏ်ရာရတယ်အခုလက်ရှိကဘာပေါ်မှာမိုင်းနေမီလို့ ဒုက္ခရောက်တာမြန်မာနိုင်ငံကပထမမြန်မာနိုင်ငံကပထမအမှန်ဆိုရင်အဲ့ဒီမိုင်းနေဟာတော်တော်များများ မထောင်ကြတော့ဘူးသူများနိုင်ငံတွေပါဆိုအဲ့ဒီမိုင်းတွေကိုမတုံးကြတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲအခုလိုပြည်သူတွေကိုထိခိုက်နာကျင်ရတဲ့အတွက်ကြောင့်သူများနိုင်ငံတွေပါဆိုမိုင်းတွေကိုဒါမတုံးကြတော့မဲအောင်လာစစ်တပ်ကတော့တော်တော်ယုံပါတယ်တော်တော်ယုံပါတယ်ပြည်သူတွေရဲ့နေမြေတွေအတွက်မှာမိုင်းနေထောင်ထားတယ် ဘုပြည်သူတွေတွာလာလှုပ်ရှားပြီးတော့မိုင်းတွေနင်းပြီလို့ခြေပြက်လက်ပြက်တော့ကိုရင်ကတွေဆွလို့ရအသက်တွေပိတ်ဆက်ရနဲ့မြန်မာနိုင်ငံကမ္ဘာမှာနံပါတ်1ဖြစ်လာခဲ့တယ်ပေါ့နော်ဒါစိတ်မကောင်းစရာပဲစစ်အာဏာရှင်တွေရဲ့ရုံမှမှုတွေကြောင့်ပေါ့နော်နောက်တစ်ခုကစစ်တင်နံပြီးမြောက်ရင်းနဲ့လက်နက်တပ်စင်ရေးကိုကူညီပေးခဲ့တဲ့ ULAA ကိုအထူးကျေးဇူးတင်ရှိတဲ့အကြောင်းချင်းစီရီယက်ကမ်ဘက်လက်ကကျေးဇူးတင်စကားပြောကြတယ်။ကဲဘလောက်ကောင်းသလဲ။အရဂတ်တတော်ကြီးကချေပီဒီအက်ချေလက်နက်ကင်တွေကိုအများကြီးကူညီပံ့ပိုးခဲ့တယ်။ဟောစစ်တင်တန်းနေပေးခဲ့သလိုလက်နက်တပ်စင်ရေးတွေကိုလည်းအများကြီးလှုပ်ပေးခဲ့တယ်ဗျာ။နော် အခုချင်းတောင်ပိုင်းကိုတိမ့်မိတာအေရဲ့ကျေးဇူးကြောင့်နော်ချင်းတောင်ပိုင်းကိုတိမ့်မိတဲ့အချိန်မှာအရခတ်တော်အေကိုယ်တိုင်ဝင်ရောက်တက်ခိုက်ပေးတယ်အခုမကွေးတိုင်းအေယာဝတီတိုင်းစကိုင်းတိုင်းကဲပကိုးတိုင်းဘယ်နာကြံလို့လဲဒါကြောင့်အေမပါတဲ့နေရာမရှိဘူးဒီကနေ့ခေတ်ဟာအေခေတ်ဖြစ်နေပြီဒီကနေ့ခေတ်ဟာအေဖြစ်အေခေတ် ြစ်နေပြီအာရကတတော်အေဟာစစ်ရေးမှာအင်မတန်မှကြွန့်ကျင်နေเนาะအခုလက်ရှိမြန်မာနိုင်ငံရဲ့စစ်ရေးမှာဆိုရင်ဂျိုကာရရဲ့နိုင်နေဗျာဂျိုကာရရဲ့နိုင်နေအေနဲ့ပေါ့ရင်အကုန်လုံးအောင်မြင်တယ်အကုန်နိုင်တယ်အခုအေယဝဒီရဲ့မှာပဲជីជីပကိုးတိုင်းမှာပဲជីជីเนาะစကိုင်းတိုင်းမကွေးတိုင်းမှာပဲជីជី ဟော KMB နဲ့ပါဆိုလဲကြည်လိုက် A ပါတာပဲပဲခူးတိုင်းမှာလဲပါတာပဲမကွေးတိုင်းမှာလဲပါတာပဲစကိုင်းတိုင်းမှာလဲပါကက်ချေပြည်နယ်မှာလဲပါတာပဲရှမ်းမြောက်မှာလဲပါတာပဲကဲ A မပါတဲ့နေရာပဲနားမှာမှာမရှိဘူးအခုအာရကတက်တော် A ရဲ့လက်အောက်မှာဒါချင်းစီရီယကမ်ဘက်လက်ကစစ်တပ်နန်းနေလဲတက်ခဲ့တယ် ်လက်နက်ခဲရမိကြောက်တွေကိုလည်းအကူအညီတွေအများကြီးရခဲ့တယ်ပေါ့နော်ဒါတိတ်ကိုတော်လန်ရေးအတွက်ခေါ်အားဖြစ်เสียရပဲပေါ့နော်တော်လန်ရေးအတွက်တော်တော်ကိုခေါ်အားဖြစ်เสียရပဲဒီတော်လန်ရေးမှာအရကတက်တော်အေလောက်တော်လန်ရေးကိုစွမ်းစမ်းတမန်တိုက်နိုင်တာတွေ PDF တွေကိုကူညီနိုင်တာတွေမရှိဘူးတော့เนาะမရှိဘူး